ကဲအားလုံးမင်္ဂလာပါနော်ကဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါလို့ဒီနေ့ကျွန်တော်ဒီကနေ့ပြောချင်တယ်အခုကျွန်တော်မြန်မာနိုင်ငံသားတချို့ပဲဖြစ်ဖြစ်မသိသေးလူတွေအများကြီးရှိသေးတယ်ပေါ့နော်တချို့မြန်မာနိုင်ငံမှာမရှိဘဲတခြားနိုင်ငံမှာနေပြီးမှမြန်မာနိုင်ငံမှာမနေတခြားနိုင်ငံအဒီကောင်းပါဖြစ်လို့ဒီကောင်းอ่ะဒီကောင်းပါလာရှုပ်နေရတယ်ဒုက္ခပဲကွာဘာကြီးလဲဒီကောင်းဟာ so တခါလေဒီကောင်ကလာရှုပ်နေတာဘောဘာလို့လာရှုပ်နေတယ် Okay sorry you know ကဲအခုအရင်ရင်ကြည့်တဲ့ຢာကဘာလဲဆိုရင်အာတချို့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ USA မှာနေလို့တချို့သူ့ကိုမကြိုက်ဘူး Trump ကိုမကြိုက်ဘူးတချို့ကသူတို့အတွက် benefit တွေမကောင်းလို့မရတော့လို့မကြိုက်တဲ့လူတွေရှိတယ်တချို့က အာဒေါ်နယ်ထရန့်ကတကူကောင်းဆန်တယ်ဆိုပြီးမကြိုက်ဘူးလို့သူရှိတယ်။ဆိုတော့အာတချို့ကမြန်မာနိုင်ငံမှာဒီ US နိုင်ငံမှာမနေဘဲနဲ့တခြားနိုင်ငံမှာနေပြီးမှဒေါ်နယ်ထရန့်ကိုဖန်တယ်လို့ရှိတယ်။ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အရာကပါလဲဆိုရင် အခု US နိုင်ငံမှာနိုင်ငံခြားကနေရင်းနှီးမြှုပ်နှံလာတဲ့လူတွေတော်တော်များလာပဲဖြစ်တယ်။အခုကျွန်တော်တို့အာကွန်ပျူတာ chip companies ဖြစ်တဲ့ Nvidia ဟာလဲအခု Donald Trump ဘာကြောင့် company တော်တော်များများ တချို့တွေကဒီ United States ကိုပြောင်းလာဖို့ဖြစ်လာတယ်လဲဆိုရင်ကျွန်တော်ပထမဆုံးပြောသွားမှာဖြစ်ပါတယ်ပထမဆုံးနည်းပြောမစွပါလဲဆိုရင်သူက2006ခုနှစ်ကတည်းက2006ခုနှစ်ကတည်းကတခြားနိုင်ငံကနေအဲ့ဗီဒီယိုလေးကိုပြချင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဗီဒီယိုရှာမတွေ့လို့မပြတော့တခြားနိုင်ငံကနေနိုင်ငံတကာကနေ USA နိုင်ငံကိုအလွဲသုံးစားလုပ်နေတာပေါ့သူတို့နိုင်ငံကနေတခြားနိုင်ငံနဲ့ဒီ USA နိုင်ငံကိုကိုတွင်းလာတဲ့ပစ္စည်းတွေကိုတော့အခွန်က အာနဲတချို့ဆိုရချောခွန်တော့မကောက်ဘူး9%လောက်2.5%လောက်ပဲကောက်ပြီးမှအာအခွန်တွေကိုဒီကိုဝင်လာခိုင်းတယ်ဒါပေမဲ့ USA ရဲ့ product ကသူတို့နိုင်ငံကိုပို့မဆိုရင်အခွန်25ရာခန့်ကောက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောပြချင်တဲ့ရက်ကပါလေအဲ့ဒါကို Donald Trump ကတည်နေကြပြီတည်ကြတော့2000အာ16မှာ2016 2019မှာတခါသူရွေးကောက်ပွဲအောင်တော့သူကဒီ terrorist နဲ့ပတ်သက်ပြီးမှသူတခါ ជីជីမာမာတို့လုတ်ခဲ့တယ်ជីជីမာမာတို့လုတ်ခဲ့တယ်ជីជីမာမာအာအဲ့လို guest လုတ်ခဲ့တယ်အဲ့အချိန်မှာတို့က1 billion လား100 billion လား200 100 200 billion လောက်တို့ရအောင်ယူခဲ့တယ်เนาะအဲ့ဒီတခြားနိုင်ငံတွေကနေတွင်းလာတဲ့ကိုပစ္စည်းတွေကိုအခွန်ကောက်တာအလောက်လို့ရခဲ့တယ်ဒါပေမဲ့ဒီနေ့ကတော့ဘာဖြစ်လာလဲဆိုရင်တခြားနိုင်ငံကနေတင်တွင်းလာတဲ့အရာတွေအားလုံး PC ဟိုဒီအာကိုပစ္စည်းတွေပဲဖြစ်ဖြစ် အားလုံးကို25ရက်ခန်းလုံးကောက်ပြီးမှ25ရက်ခန်းလုံးကောက်ဖို့အတွက်သူလှုပ်လာတယ်ပြီးတော့ဒီအာယူရိုဘက်ကရောတရုတ်ကောကနေဒါရောမက္ကဆီကိုကနိုင်ငံကောလာတဲ့လူကိုသူက25ရက်ခန်းလုံးကောက်ဖို့သူလှုပ်လာတယ်လေလာပတ်နေရနေ့ကနေစပြီးသူကလို့စတင်ကောက်ဖို့လှုပ်လာတဲ့ချိန်မှာဒီမတိုင်ခင်မှာတော်တော်များများအားလုံးခုအာ GM company တို့အာကားကုမ္ပဏီတော်တော်များများလည်းအားလုံးကလည်း United States ကိုသူတို့က အဘာကြောင့်လဲဆိုကျွန်တော်ပြောပြမယ်ကျွန်တော်ရင်တော့တစ်ခါပြောပြတယ် USA ရဲ့နိုင်ငံက23 trillion dollar လောက်လောက်နော်3 trillion 4 trillion လောက်တခြားနိုင်ငံကနေတိပို့လာတဲ့ PC တွေကိုဒီနိုင်ငံကဝယ်နေတာဆိုတော့ကဘာကနေကြီးကြီးမားမားဆုံးပေါ် PC ထုတ်နေတဲ့ PC community တိုင်းမှာကြီးကြီးမားမားအမကန် customer တွေအားလုံးကဒီ USA ကပဲဖြစ်ပါတယ် USA ကိုတင်ပို့လာတဲ့ PC တွေကို အမကတုံးတဲ့တူကဒီ USA ကအမက customer USA ကပဲတခြားနိုင်ငံသိမတုံးနိုင်ဘူးเนาะဆိုတော့ at least 3 3 trillion ကနေ9 trillion လောက်တခြားနိုင်ငံတွေဒီကိုတွင်းလာတဲ့ဟာ PC တွေရှိတယ်အဲ့ဒါတွေရှိတာပေါ့ကွာပြောမဆိုရင်ရှိတယ်ဆိုတော့အဲ့ customer တွေကဒီ USA ကဒီနိုင်ငံသားတွေကဒီ USA မှာရှိတဲ့လူတွေကတော်တော်များများတုံးတာဖြစ်ပါတယ်ဆိုတော့အကျိုးခံစားခွင့်သူတို့မှအများကြီးရှိတယ်ဆိုတော့ ဒီ Donald Trump ကအဲ့ဒီခွေးကြီးကိုတီးတော့ကြောင်းပါလောက်လာတဲ့ဆိုရင်တခြားနိုင်ငံအတွင်းရတဲ့ပစ္စည်းတွေအားလုံးကိုအခွန်တိုးကောက်ပြီးမှဒီနိုင်ငံမှာဥပမာ Germany မှာဆို30ရာခိုင်နှုန်းပစ်တင်မှာဆိုရင်25ရာခိုင်နှုန်းလောက်မြေ30ရာခိုင်နှုန်းတော့ corporation tax ကလောက်ရှိတယ်။ဒါပေမဲ့ Donald Trump ကပါလောက်လာလို့ဆိုဒီ United States မှာခမညာဒီနိုင်ငံမှာ manufacturing company ထောင်ပြီးမှဒီကနေပဲ USA လို့ဒီကနေထုတ်မယ်ဆိုရင်တင်ကအခွန်ကို 15ရက်ခန့်လုံးမပေးရမှာဖြစ်တယ်25ရက်ခန့်လုံးဆိုတော့တခြားနိုင်ငံကနေတင်သွင်းလာတဲ့ဟာကို25ရက်ခန့်လုံးကောက်တာတဲ့ဒီနိုင်ငံမှာထုတ်တဲ့ဟာကို25ရက်ခန့်လုံးပဲကောက်မဆိုရင်ဘယ်ဟာပိုတက်တက်တယ်လဲနော်25ရက်ခန့်လုံး plus အခွင့်အရေးလည်းရှိသေးတယ် plus အခွင့်အရေးအများကြီးရှိသေးတယ်ခင်ဗျားအကျိုးခံစားဖို့အပြည့်အဝရှိတယ် ဲ့ဒီမှာဂျင်းနိုင်ငံမှာတုံးလိုက်တဲ့ဒီယူအက်စ်နိုင်ငံမှာခင်ဗျားတုံးလိုက်အလုတ်သမားကိုလတ်စာပေးတာတို့ PC ဝယ်တာတို့အားလုံးခင်ဗျားနှုတ်လို့ရတယ်အတတိကြံသွားတဲ့ prophet အတင်းတင်းကြာသွားတဲ့ပတ်စံကနေ25ရက်ခန့်နှုတ်လောက်ပဲပေးရတာဆိုတော့ဒါကိုတရားဟောကိုသူလှုပ်လိုက်ခြင်းအဖြစ် United State မှာတော်တော်များများအားလုံးအခုကအလုပ်တွေများလာမှာဖြစ်တယ်ဆိုတော့တော်တော်များများကုမ္ပဏီကလည်း Apple ကလည်း900ဘီလီယံလောက်ယင်းနှမျိုးတော့ဖို့လှုပ်လာတယ် AI Japan AI company AI လို့ဖို့အတွက်လည်းဒီမှာ1 100 billion တို့အခု Navardia ကလည်း20 billion နဲ့50 billion လောက်တိဘူးပြီးတော့ဒီ Haldain ကလည်း20 billion လောက်တိဘူးအဲ့လိုရင်းနှီးမြှုပ်နှံဖို့ဒီနိုင်ငံမှာလုပ်လာတယ်မကြိုက်ခင်ဆမ်ဆောင်းလည်းလာတော့မယ်နော်အဲ့ company ကြီးတွေဒီနိုင်ငံမှာပဲခု အာ ပြောင်းဒီနိုင်ငံမှာထားပြီးမှဒီနိုင်ငံမှာတဝက်ဒီနိုင်ငံမှာရောင်းတဲ့ဟာကိုကျွန်တော်ထင်တာဒီနိုင်ငံမှာထုတ်ဖို့အတွက်သူလုပ်ထားတဲ့တဲ့လုပ်ဖို့ဖြစ်တယ်တဲ့ဒီနိုင်ငံမှာရောင်းတဲ့ဟာကိုဒီနိုင်ငံမှာထုတ်ပြု ်ဆစ်စင်ရှင်တော်ရှိအဆစ်စင်ရှိတယ်ထင်တယ်ဒါသူလုတ်လိုက်ခြင်းအဖြစ်အမှန်တမ်းကောင်းတော့ဖြစ်တယ်ဆိုတော့ပထမဆုံးတစ်ခုကောင်းတော့တဲ့နေရာကဘာလဲဆိုရင် USA နိုင်ငံက Euro ကဘာလို့ဘယ်လိုနေဆက်နေလဲဆိုကျွန်တော်ပြောပြမယ်နော် Euro Euro က United States ကားတွေသူတို့နိုင်ငံကိုပို့မယ်ဆိုရင်အခွန်ကိုတဆန်ရခံတော့ကောက်ပါတယ်ဒါပေမဲ့ USA နိုင်ငံကိုလာတင်သွင်းတဲ့သူတို့ကသူတို့ရဲ့ကားတွေကတော့ဒီ German ကားတွေတို့နော်သူတို့အကားတွေကတော့ 2.5နိဒတမ9ရေခံလုံးမပေးရတယ်ဒါပေမဲ့ USA ကားတွေဟိုဘက်ပို့မှုဆိုတဆန်ရေခံလုံးတော့ပေးရတာဖြစ်တယ်ဆိုတော့ဒါကို Donald Trump ကမချိန်နှက်လို့ပြောမှုဆိုရင်မလိုချင်တော့လို့သူကအခွန်ကို25ရေခံလုံးကောက်လိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ဒါက okay ဒါကခင်ဗျားတို့ပီတူတွေကိုပေးမဲ့အာပေးမဲ့ပီတူတွေကပေးရတဲ့ test ပဲမန်နာပေါ့ဒါပေမဲ့ပီတူပေးရတဲ့ test plus အချို့ခံစားခွင့်ကပါရှိတယ်လဲဆိုရင် ခင်ဗျား United States မှာထုတ်မယ် United States မှာဝယ်မယ်ဆိုရင် PC တွေဝယ်မယ်ဆိုရင်ခင်ဗျားကတက်တာတော့မှာဖြစ်ပါတယ်ဆိုတော့ company တော်တော်များများကိုအားလုံးကဒီ United States ကိုပြောင်းလာဖို့သူတို့တော်တော်များများလုပ်နေတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင် United States ရဲ့ကအမေရိကန်ပရိသတ်တွေဖြစ်တယ်အမေရိကန် customer တွေဖြစ်တယ်။ဆိုတော့အခုနောက်တစ်ခုကဘာလုပ်လဲဆိုရင်25ရဲ့ကနိုးကောက်မယ်။ဆိုတော့အခုအရင်တော့ကတော့သူကအာဒီအခုတွင်းလာတဲ့တွင်းကိုကနေ 50ဘီလီယံလောက်ပဲသူက50နဲ့100ဘီလီယံလောက်100နဲ့200ဘီလီယံလောက်ပဲသူကကောက်ရတယ်လို့ထားလိုက်ဒါပေမဲ့အခုကဘလို့ဘလို့တိုးလိုက်တယ်ဆိုရင်သူကသူ့ရဲ့ target ကဘလောက်ထားလိုက်တယ်ဆိုရင်900ဘီလီယံချစ်ဥပမာတခြားနိုင်ငံတင်သွင်းလာတဲ့ PC တွေကို3 trillion 4 trillion လောက်ရှိတဲ့ကုန်သွင်းလာတဲ့ကုန်ဒီနေ့ဒီနေ့ကိုသွင်းလာတဲ့ကုန်ပမာဏတွေတဲကနေသူကဘလောက်ရောက်အောင်ယူမလဲဆိုရင် 900ဘီလီယံရအောင်သူယူมาဖြစ်ပါတယ်900ဘီလီယံလောက်အခုကိုရအောင်သွားတော့မယ်ပြီးတော့ဒီနိုင်ငံအတွင်းမှာဒီနိုင်ငံအတွင်းမှာရှိတဲ့အာ1 trillion လောက်ရှိတဲ့သူရဲ့ဝင်ငွေကိုဘယ်လောက်လုပ်မလဲ2 trillion ဝင်လာအောင်သူလုပ်မယ်အဲ့ဒါကဘယ်လိုလုပ်မလဲဆိုရင်နံပါတ်1အခုနပြောသလိုပဲ business လုပ်တဲ့လူအားလုံးကို personal or the uh, business small business to business လုပ်တဲ့လူအားလုံးကိုသူကဘာလုပ်ပေးလဲဆိုအခွန်ကို regulation ဆိုတဲ့ဟာကအစည်းကမ်းချက်တမတာကိုရှော့ပေးမယ်အရှိပါရှိအချံရှိတလောက်မန်ကန်နဲ့နီလာနဲ့စီးပွားရေးလုပ်ကြိုက်တယ်လို့လို့ဆိုတဲ့ဟာမျိုးသူက open put ပေးပြီးမှအဲဝင်ဝင်ကိုသူက one trillion ကနေ two trillion တိုးလောင်အောင်သူကစူးစမ်းဖို့လုပ်ဖို့သူကရွေချက်ရှိတာဖြစ်တယ်နောက်တစ်ခုကတော့အခု truck ကဆိုရဒီ gold ကဆိုရရွှေကဆိုရဟာကိုသူက900 9 billion နဲ့9 million နဲ့ရောင်းဖို့ဖြစ်တယ်ဆိုတော့အခုလောလောဆယ်ဘယ်လောက်ရှိပြီလဲထင်တယ်အခုလောလောဆယ်ကတော့တထောင် application လုပ်ထားပြီတဲ့တထောင်တထောင်ကတော့လောဝအတဒီရှိဖို့ဖြစ်တယ်ဘာကြောင့်လဲဆိုရင်သူပြောတာကရွေချက်ကပါတယ်ဆိုရအခု apple တို့ဒီချို့ company ကြီးဒီမှာပေါ့ဒီ company တို့ဒီမှာ ဥပမာဒီမှာចောင်းလာတက်တဲ့ကလေးတွေနိုင်ငံခြားနဲ့ចောင်းလာတက်တဲ့ကလေးတွေကအရန်ထူးချွန်တော့တော်တော့သူတို့ကိုအာဒီနိုင်ငံမှာထားခြင်းတယ်ဒါပေမဲ့ထားလို့မရလော်ရဆိုထားလို့မရအောင်ဆိုတော့သူတို့ပြန်ခိုင်းတဲ့ချိန်မှာသူတို့ရဲ့ဒီနိပညာပိုင်းစနစ်အားလို့ခြားနိုင်ငံမှာတော်တော့သူကသူတို့ရဲ့ guest ဖြစ်တဲ့ဟာမျိုးဖြစ်တဲ့ကြောင့်သူကပါလို့လို့ဆိုရင်ဒီနိုင်ငံမှာចောင်းတက်ပြီးမှတော်တဲ့လူဖြစ်တဲ့တော်တဲ့ကလေးတွေရှိတယ်ဆိုရင်အဲ့ဒီကလေးတွေကိုသူက ဒီ company ကပဲဖြစ်ဖြစ်အဲ့9 million ပေးပြီးမှဒီလူကိုဒီမှာနေခိုင်းဖို့အတွက်သူတို့ရှီမှာဆက်နေဖို့သူတို့ company မှာဆက်လုပ်လုပ်ခိုင်းဖို့အတွက်ကြောင်းပြီးတာနဲ့ဆက်ပြီးမှ United State မှာနေပြီးမှအလုပ်ထဲမှာနေပိုင်ခွင့်ပေးတဲ့ program တခုဖြစ်တယ်။ဒါကြောင့်အဲ့ဒါကို तू က company တွေကလည်း तू တောင်းဆိုလာတဲ့ကြောင့် तू အဲ့ဒါကိုလုပ်ရချင်းဖြစ်တယ်လို့ပြောတာဖြစ်တယ်။အဲ့ဒီကနေဝင်လာတဲ့ပတ်စံကို तू ကဒီချီထားတဲ့ပတ်စံတွေ American ကအကျွေးတင်တဲ့လောက်ကိုအခုကအဲ့ဒါပေးဖို့ဖြစ်လာမယ်။ နောက်တစ်ခုကပါလဲဆိုရင်လူတယောက်ကိုတသိန်းခွဲဝင်ငွေကိုအခုမကောက်ဘူးဆိုရင်ကျွန်တော်တို့တော်တော်လေးတော့အရန်စဉ်းစားရမယ်နော်ဝင်ငွေတသိန်းခွဲလောက်ဝင်တဲ့အဝင်ငွေရှိတဲ့လူတွေကိုအခုမကောက်ဘူးဆိုရင်မိတ်ဆွေအရန်ကြိုးစားဖို့လိုလာလိမ့်မယ်။ဘာကြောင့်သူကအခုအခုနေ personal ဇေကိုတိုးကောက်မယ်။ဒါပေမဲ့ဒီလူရဲ့ personal income economy ကိုတသိန်းခွဲရှိတဲ့ဝင်ငွေအောက်မှာရှိတဲ့ဝင်ငွေကိုအခုမကောက်ဘူးဆိုရင်ကျွန်တော်တို့အားမှာ ဟွာဖြစ်သွားမယ်။အာသူ့ကိုခွန်လင်းနေနဲ့တက်မယ်။ပေးရမယ့်ဈေးလင်းနေနဲ့များမယ်။ဒါပေမဲ့ cover လည်းဖြစ်သွားမယ်။ဆိုတဲ့ပုံမှန်နဲ့တော့လှုပ်ပေးနေတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ထင်တာကတော့သူ့ရဲ့လှုပ်ွက်အားဖြင့်တော့ dollar 10ရောအခုတော်တော်များ company ကဒီဖက်ကိုပြောင်းလာပြီ။ဆိုတော့အာခုနကကျွန်တော်ပြောသလိုပဲဘာကြောင့်ကျွန်တော်တို့ဒီအောင်ပြောရတယ်ဆိုရင်လွန်ခဲ့တဲ့လွတ်တော်တောက်ချာနေ့ညမတိုင်ခင်မှာဒီ government assist ဒီ government ရဲ့ရန်တရန်အားလုံးကိုသူက shutdown လုပ်ဖို့အတွက် ူကသဘောတူညီမှုမရှိတော့ shut down လုပ်ဖို့အတွက်သူကလှုပ်တာအာဒီလွတ်တော်မှာ form မပြီးတော့ကြောင်းဒါပေမဲ့နောက်ဆုံးဒီ friday ညမှာပဲအဲ့ဒီအဆွေရန်တရားကိုပိတ်ဖို့အတွက် shut down လုပ်ဖို့အတွက်ကပယ်သွားတယ်ဘာကြောင့်လဲဆိုရင်ယာယီအာဒီဒနစ်တာ budget ရဲ့ budget ကိုအသုံးပြခွေဆိုရအောင်ယာယီ approve ဖြစ်သွားလို့ shut down လို့ဆံမလို့ပဲနဲ့အပြန်တစ်ခါငကိုတိုင်းပဲပြန် run လို့ဖြစ်သွားတယ် ဘာကြောင့်လဲဆိုရင်အဲ့ဒီ government ရဲ့ lawless spending မှာပါတဲ့အရာကြီးတတ်မှတ်ထားတာက6 trillion ဒေါ်လာပါတာဖြစ်တယ်6 trillion 6ရခိုင်နှုန်း6ရခိုင် trillion ဒေါ်လာကိုသူကအာ budget အနေနဲ့ရရပြီးမှသုံးဖို့အတွက်ဖြစ်တယ်ဆိုတော့ USA နိုင်ငံကတနည်းတနည်းကိုကောက်လို့ရတဲ့ရခိုင်နှုန်းကတော့ကျွန်တော်ထင်တာသူ့ခုနဲ့ပတ်သက်ပြီးချော့ချမယ်ဆိုတော့4 trillion လောက်ရတော့မှာမဟုတ်တော့ဘူး3 trillion လောက်ပဲရတော့မယ်4 trillion လောက်ပဲရမယ်ထားလိုက်ပါအဲ့ဆိုရင် သူက6 trillion 6 trillion ကိုတုံးဖို့ budget ချလိုက်တယ်လောလောဆယ်ရထားအဖို့ဖြစ်သွားတယ်ဒါပေမဲ့ကောက်ရတဲ့ဟာကဒီကောက်ရတဲ့ဟာကဒီ음ပီတူရှိကနေခုကောက်ရတဲ့ဟာတွေအားလုံးက6 trillion လောက်ပဲရှိတယ်ဆိုရင် need trillion ကကျွေးတင်အောင်ပါဆိုတော့ဒီ need trillion ကိုသူကဘာလုပ်မလဲဆိုရင်အစွမ်းကိုအခုကဘာလုပ်လဲဒီအသက်ကြီးပြီးမှ social security စားတဲ့လူတွေရဲ့အာမလွန်အပ်ပဲနဲ့ပေးနေတဲ့ဒီ medicate တွေတို့ food stand တွေတို့ ီးတော့တခြား prognosis တော့ government government ကမှအလုပ်လုပ်တဲ့သူအလုပ်တတ်တဲ့ loss short ချောင်း short ချပြီးမှဒီ2 trillion ကို3ဆရာမလွန်အောင် cover ဖြစ်တော့တော့စူးစမ်းနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့ရကပါလဲဆိုရင်တကယ်တကယ်ကတသိန်းခွဲဝင်ဝင်ရှိလို့အခုမကောက်အခုကောက်ဆရာပေးဆံမလို့ဘူးဆိုရင်ကျွန်တော်တို့ဒီတိုင်းမဲ့ကုမ္ပဏီမှာလို့လို့တော့မဖြစ်တော့ဘူးအခုကလေးကဒီစီးပွားရေးပဲဖြစ်ဖြစ် အာစီးပွားရေးဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဝင်ငွေကောင်းတဲ့ဝင်ငွေတစ်ခု လုတ်ဖို့အတွက်ကတော့မိတ်ဆွေတို့လိုပါလိမ့်မယ်လို့ကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်ပါတယ်ဒီဘိုးတော်ရဲ့လုတ်ရကားတာပဲဆိုတော့ဘာကြောင့်လဲဆိုရင်မိတ်ဆွေအခုနေ25ရက်ကတော့တိုးကောက်မယ်ဆိုရင်ကိုစင်းတော့လည်းနည်းနည်းကြီးလာလိမ့်မယ်ဆိုတော့ကိုစင်းတော့ကြီးလာတဲ့အချိန်ကျတော့ခင်ဗျားတို့ကအကျုံးတို့ကအာဒီအာတသိန်းခွဲအခုပေးဆရာမလို့တဲ့ဟာနဲ့ကာပါဖြစ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်စူးစမ်းဖို့ပဲလိုမယ် အများကြီးစူးစမ်းရမယ်စူးစမ်းပြီးမှပဲကျွန်တော်တို့ဝင်ကိုမြန်မြန်ရအောင်စူးစမ်းပြီးမှအာလှုပ်ရှားရမယ်ဆိုတာလေးကိုပြောရင်းနဲ့ဒီမှာပဲနေကိုချုပ်ချင်ပါတယ်ကဲဒါလေးကို share ချင်အပ်ပြီးကိုကြီးကြပါကျေးဇူးတင်တဲ့နောက်မှပြန်တွေ့မယ်